မင်္ဂလာပါရှင်။အော်အော်မရေနှွေရောက်ပြီဆိုတဲ့ကြပြလေးဖြစ်ပါတယ်။အော်အော်မရေနှွေရောက်ပြီ။ဘဝနဲ့ပဲအတိမကျွဲချင်းနှွေလေတကြောကျွေဖွဲနှောသည်စေလိုရာတို့လွမ်းခဲ့သည်။ဘဝအကြောင်းတိပြန်ပြောင်းသောမကောင်းစရိုက်ညစ်ပွေမိုက်သည် အတိုက်မေ့တော့ငှက်အုပ်အောကိုမနောတွေးဖြာရွံ့မိသည်လွတ်လပ်တမှု နေခြင်းသူမို့တွေ့อยู่ကြီးတိုက်ဝင်ဥလိုက်နှင့်ဇရိုက်ပွေပွေညက်တေလေ၏ခါနွေဇက်ကရှုပ်လာသည်လေယူးတိနှွေပြန်တန်းပွေရင်တည်ရင်တွေးဥကလေးကိုရှောင်ပြေးမပိုက်ကြီးအတိုက်မှာ အငိုက်ဝင်ကဥခဲ့သည်အစင်းယူပါချိုးတဲ့ရှာသောတန်တာမဆန်းငှက်ကြီးငန်းတို့တိုက်ခန်းတွင်စုအုတ်အောဥကိုထွေမှုရင်ငွေပေးကြသည်ယာတီနှွေရတောင်မှန်ရှက်ရင်ပြန်တက်စွန့်ခွာတိုက်မြုံလွာဝေးတန်တာထွေပြောတေးတန်နှောမအုတ်အောလီမန်တည်ရသည် တွေ့တာတမယင်ကျိုးရသည့်တောကနှက်နေအဆိုင်အခဲဖြစ်ကြေကွဲမလန်းနေလောင်ပန်းတို့ကြီးငန်းတို့ဤတန်ရာဤတေလီငှက်ငယ်ຫນွေရက်နေတွင်လှဲ့လေရောင်ရဲပျော်နိုင်ခဲ့တော့ရိုင်လဲခတ်ပွေမိုးဆောင်မြေမှာတဲတွေတီကျူးရင်ပြန်သည်တိုက်မြုံစွန့်ခွာသွားခဲ့ပါလေမြစ်တာကျိုးနယ် ဖြတ်မလွယ်မှုဆက်တွယ်ဖွင့်လန်းတိုက်အိုခမ်းမကြီးငန်းတို့ကစုံနေသည်ရာတီစနစ်မှားဖွင့်လှစ်လဲအပြစ်မစိုးရှက်မပူဘူးပြေးလို့ရတော့တေးတန်နှောစီအော်အော်လေးရေနှွေးရောက်ပြီဒီကဗျာလေးကိုရေးသားသူကတော့စာရေးဆရာ မောင်လူသားဘဝဖြစ်ပါတယ်ဒီကဗျာလေးကိုရေးခဲ့တဲ့အချိန်ကတော့တရက်၁၇လ 2016ဖြစ်ပါတယ်ရှင်။နားဆင်မိခဲ့ကြတဲ့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။